။တမ်မနီအိပ်ပျော်သွားမလား၊ဂျပန်အိပ်ပျော်သွားမလား။ပြည်ထက်ကြီးတို့၏လာမယ့်23ရက်နေ့မှာရှမြိုင်ထုတ်သက်တော်မယ့် Road Channel Turkey ရဲ့ပွဲကတော့ပြည်ထက်စေဝန်စားမှုများနေတဲ့ပွဲစဉ်တစ်ခုလည်းဖြစ်ပါတယ်။1172ကပောင်းစဉ်ထုတ်သက်မှာဖြစ်ပြီးတော့ခေါင်းတွဲဆိုင်နေနဲ့ပတ်ဝန်းချပါရရှင်။အားလုံးကြည့်ကြည့်နေကြတဲ့ Fighter နှစ်ယောက်ရဲ့ပွဲမှာတော့ Tamil Road Channel အိပ်ပျော်သွားမလား၊ Japan Turkey ဘယ်အိပ်ပျော်သွားမလားဆိုတာကတော့ရင်ကုန်စိတ်လုံရှားစွာနဲ့စောင့်ကြည့်အားပေးကြရတော့မှာဖြစ်ပါတယ်။သူတို့တွဲဆိုင်ကိုဂျပန်မြန်မာကျင်းပမှာဖြစ်ပြီးတော့1172ပွဲစဉ်ကြီးမှာပတ်ဝန်းတာဖြစ်ပါတယ်။ ရော့ချန်ကလည်းဒီပွဲအတွက်တော်တော်လေးကိုစူးစမ်းပြင်ဆင်နေတာကိုတွေ့ရပါတယ်ရှင်။ဂျပန်ဖိုင်တာကိုအနိုင်ယူရင်အကျင့်အင်းနဲ့လေ့ကျင့်နေခဲ့တာကတက်ခိယုနဲ့တန်းစင်ပွဲပြီးကြတဲ့ကပဲဖြစ်ပါတယ်။ပြည်သူတွေတင်မကပါဘူး။ဖိုင်တာနှစ်ယောက်ကိုယ်တိုင်ကလည်းသူတို့နှစ်ယောက်ထိတ်တန့်တွေ့ဆုံထိုးသက်ဖို့အရေးကိုဆရာထက်တန်ခဲ့ကြတာကကြားပါပြီ။ဒီပွဲနဲ့ပတ်သက်ပြီးပြည်သူတွေကလည်းအမျိုးမျိုးဝေဖန်ပြောဆိုနေကြပါတယ်။ရော့ထန်လိုပါပဲဂျပန်ဖိုင်တာတက်ခိယုကလည်းရော့ထန်နဲ့ရှင်မြိုင်ထိုးသက်ပြီးတော့အနိုင်ရရှိဖို့အတွက်စူးစမ်းလေ့ကျင့်ပြင်ဆင်နေပါပြီ။ ပရိသတ်တွေကတော့တက်ကယူကရော့ချန်ကိုဘလို့မှနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ကောက်ချက်ချဝေဖန်ပြောဆိုကြတာတွေလည်းရှိပါသေးတယ်။1မှာ16ပွဲထိုးသက်ခဲ့တဲ့ပွဲစဉ်တွေထဲမှာနှစ်ပွဲသာရှုံးနေထားတဲ့တမ်မရီရော့ချန်ကဒီပွဲမှာတော့အနိုင်ယူဖို့အတွက်ကိုယုံကြည်ချက်အပြည့်ရှိနေပါသေးတယ်။သူရှုံးခဲ့တဲ့ပွဲတွေကတော့2022မှာဒီမီထရီဂျွန်ဆန်ကိုပထမဆုံးရှုံးမဲ့ကြုံတွေ့ခဲ့ရပါသေးတယ်။ဂျွန်ဆန်ရဲ့ချုပ်ကွက်မိပြီးရော့ချန်မလုံနိုင်တော့ပဲအရှုံးပေးလိုက်ရတာဖြစ်ပါသေးတယ်။နောက်တစ်ပွဲကတော့2023မှာထိုးသက်ခဲ့တဲ့စူပါလက်နဲ့ရှုံးပွဲကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ် ရထန်ကတော့အခုဆိုရင်အစစအရရတေချာကယူတဆိုင်ပြင်ဆင်ပြီးတော့ဂျပန်မြန်မာအနိုင်ဖော်ဆောင်မှုအတွက်ယုံကြည်ချက်ပြင်ထန်နေတာဖြစ်ပါတယ်။ထက်ခိယူနဲ့ပတ်သက်ပြီးတော့လည်းစိန်ခေါ်စကားတွေမီဒီယာကနေတဆင်ကြွေးကြော်နေတာကိုလည်းတွေ့ရပါတယ်။ထက်ခိယူကတော့ဂျပန်မှာအောင်မြင်နေတဲ့ကမ္ဘာအဆင့်ကေပေါင်ဇန်သမားတစ်ယောက်ဖြစ်ပါတယ်။ကေပေါင်ဇန်သမားပြီးပြီးလက်တီပေါင်ဝပြင်ထန်တဲ့လို့လက်ရည်ထူးထူးနဲ့ကစားရတာကလည်းထက်ခိယူအတွက်ကတော့အသားတကျဖြစ်နေပါပြီ။ အခုရော့ထန်နဲ့ပွဲမှာထက်ကယူအတက်ကအခွင့်အရေးပို့ပြီးတော့တာတယ်လို့လည်းမြင်မိပါတယ်။ရော့ထန်နဲ့ပွဲအတွက်လည်းအပြင်ထန်လေးကျင့်ပြင်ဆင်နေတာကိုလည်းတွေ့ရပါတယ်။တက်ကယူက1မှာ2ပွဲကစားထားပြီးတပွဲရှုံးတပွဲနိုင်ရလက်ကိုပိုင်ဆိုင်ထားပါတယ်။ကေဘောင်စင်ပွဲကတော့49ပွဲထိုးသက်ထားတာဖြစ်ပြီးတော့3ပွဲရှုံးနေထားသူဖြစ်လို့ရှော့တွက်မရတဲ့ကေဘောင်စင်သမားတစ်ယောက်ဖြစ်ပါလေနော်။တခုရှိတာကတော့ဒီပွဲမှာကတတောင်ရိုက်ချက်သုံးလို့မရပါဘူး။ဒါကြောင့်တတိုင်းရိုက်ချက်အားသာတဲ့ရော့ထန်အတွက်တော့အခွင့်အရေးနည်းတယ်လို့ပြောရမှာဖြစ်ပါတယ်။ ထက်ကြီးရအသာကျက်ဖြစ်တဲ့ကပ်ပေါင်စင်ထိုးစရာမှဖြစ်လို့တချို့ပြည်သက်တွေထင်ကြီးပြီးနေကြသလိုမွေထိုင်းဘရင်ကြီးတမရီရော့ထန်တယောက်အနိုင်ရရှိအောင်ကစားနိုင်မှမလားဆိုတာကတော့မကြမီသိရှိရတော့မှဖြစ်ပါတယ်။ထိုင်းရမွေထိုင်းဖိုင်တာတမရီရော့ထန်နဲ့ဂျပန်ရဲ့နာမည်ကြီးကပ်ပေါင်စင်သမားတခီရိုရဲ့ flyweight တန်ကပ်ပေါင်စင်ဝဲကြီးကိုအားပေးကြဖို့အစဉ်သက်မှာပဲလားရှင်။ဒီဘက်နဲ့ပတ်သက်ပြီးတော့ပြည်သက်ကြီးတို့အဖြစ်ရလက်ကိုကျူတင်ခံမှန်းထားတာလေးများရှိလားရှိတယ်ဆိုရင်တော့အမှတ်ချက်လေးရေးပြီးသွားခဲ့ကြပါအောင်နော်